မြန်မာနိုင်ငံကိုတောင်းဝယ်လို့ရတဲ့ဘဏ်ကတ်ကိုပိုင်ဆိုင်ထားကြောင်းကြွားလာတဲ့စမိုင်းပြည်သူများလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ကြည်ကျတဲ့ချမ်းသာလုံးနာကြောင့်မြန်မာနိုင်ငံလိုနိုင်ငံငယ်လေးကိုတောင်ဝယ်နိုင်တဲ့ပမာဏရှိတဲ့ဘဏ်ကတ်ကိုထုတ်ကျွာလာသူကတော့တတိမာကြီးစမိုင်းမှာစမိုင်းတယောက်ဒီလိုကျွာနေလို့လေလူတွေကတတိမာကြီးစမိုင်းဟာစိတ်တဆဝေဒနာရှင်မာကြီးတယောက်နဲ့တနေ့တခြားပို့ပို့ပြီးတော့တူလာတယ်လို့အမှတ်ချက်ပေးကြသလိုစမိုင်းရဲ့ချမ်းသာကြွားမှုတွေကိုအံ့အားသင့်ခဲ့ရပါတယ်အခုဆိုရင်စမိုင်းရဲ့အခြေအနေကကမ္ဘာပေါ်မှာအချမ်းသာဆုံးအကျွမ်းသန်ဆုံးဆယ်လီဖြစ်နေပါတယ်ဒါကြောင့်မလို့လေစမိုင်းရဲ့လက်ရှိအခြေအနေကိုလူပြောများနေရပါအားလုံးလည်းသိကြတဲ့အတိုင်အမေရိကန်မှာအချမ်းသာဆုံးတတိ တဲ့ကတယောက်ဖြစ်နေတဲ့စမိုင်းကဒီမတိုင်ခင်မှာတော့မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေနည်းနည်းပါးပါးလုပ်ကင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့နိုင်ငံသားမှအလုပ်သွားလို့ရင်းနဲ့ရုတ်တရက်ကြီးကြီးတဲ့ချမ်းသာကြွယ်ဝပြီးတော့အမေရိကန်လိုနိုင်ငံမျိုးမှာတန်းကြွယ်တထိမကြီးတူဖြစ်လာပါတယ်။အခုချိန်မှာစမိုင်းရဲ့ကြွယ်ဝချမ်းသာမှုအသက်ရှင်ငွေသားပမာဏစမိုင်းနေထိုင်တဲ့အိမ်စမိုင်းနမီသားစုစည်းတဲ့ကဆရာတွေကအခုလက်ရှိချိန်မှာကဘာပေါ်မှာဒိတ်ဒိတ်ကျဲနေမယ်ကြီးနေတဲ့အစိုးရနဲ့ရုပ်ရှင်တရုပ်ဆောင်အမှုပညာရှင်တွေထက်တောင်ပို့ပြီးတော့များနေပါသေးတယ်။ဒီလိုမျိုးစမိုင်းနမီသားစုရဲ့ချမ်းသာကြွယ်ဝမှုတွေခမ်းနားတဲ့လူနေမှုစတိုင်တွေကိုမြန်မာနိုင်ငံသားတွေအားလုံးကငေးမောအားကြ နေကြရပါတယ်။ ဒီလိုပတ်စံငွေကြီးကြီးကြီးတဲ့အချမ်းသာကျွဲပါတဲ့တထိမကြီးစမိုင်းကလူတွေအမြင်ကမျက်စိနှောက်စရာဖြစ်တဲ့အကျဉ်စရိုက်တစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့အကျွားတန်တာပဲဖြစ်ပါတယ်။တချို့လူတွေကတော့စမိုင်းကျွားတာဘာဖြစ်လဲ။ကိုရှိလို့ကိုကျွားတာပဲဆိုပြီးတော့ပြောနိုင်ပါတယ်။ဒါပေမဲ့စမိုင်းရဲ့ကျွားပုံကတော်တော်လေးကိုလွန်လွန်ကဲကဲဖြစ်နေပါပြီ။တခြားလူတွေကျွားတယ်ဆိုတာကအခြေအနေပေါ်မူတည်ပြီးတော့မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမတိမတားကျွားကြတာပါ။ဒါပေမဲ့စမိုင်းကတော့ဗလိုင်းကြီးလူမြင်ကဲအောင်ကိုထုတ်ကျွားပြနေပါတယ်။အထူးသဖြင့် ဲ့စမိုင်းရဲ့အင်တာနက်ဆောင်မျက်နှာတွေမှာဆိုရင်စမိုင်းတောင်မြန်မာငွေသိန်းထောင်တောင်းချီတန်တဲ့တန်ဖိုးကြီးအင်ဂျီတွေလက်ကင်အိတ်တွေဖက်ရှင်အသုံးဆောင်ပစ္စည်းတွေဝစ်ပြီးတော့အိမ်ထဲတင်လက်ဘက်ကတတော်ရိုက်တာမျိုးကိုကြွားပြနေရဖြစ်ပါတယ်။စမိုင်းကအိမ်ထဲမှာပဲတခြားအလုပ်မရှိတော့ဘူးလား။စီးပွားရေးလုပ်ငန်းတွေအတွက်စီမံခန့်ခွဲတာတခြားသောအမေရိကန်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေတွာလာဆုံတွေ့ရတွေမရှိတော့ဘူး။ တကြရိုက်တာပတ်ကြွားတာကလွဲပြီးတော့တခြားအလုပ်မရှိတော့ဘူးလားထင်ရလောက်အောင်စမိုင်းကပတ်ကြွားနေကြတာဖြစ်ပါတယ်။အခုလည်းစမိုင်းတယောက်ကဘာပေါ်မှာအချမ်းသာဆုံးတတိရီတာဂိုင်နိုင်တဲ့ဘန်ကက်ကိုလက်မှာဂိုင်ပြီးတော့ဗီဒီယိုရိုက်ကမြန်မာလူကြီးကြွားပြလာပါတယ်။စမိုင်းဟာအမေရိကန်နိုင်ငံအီလွန်မတ်စ်တို့ဗီဂိတ်တို့တာဂိုင်နိုင်တဲ့အမဲရောင်ပရီမီယံကက်ကိုဂိုင်ထားကြောင်းကြွားနေကြရပါအဆိုပါကက်ကိုအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ချမ်းသာတဲ့လူတွေကိုပဲအမေရိကန်နိုင်ငံကဘန်တွေကထုတ်ပေးရလို့သိရပါတယ်။စမိုင်းဟာဒီလိုကက်မျိုးဂိုင်ထား တာကြောင့်သတိမကြီးစမိုင်းရဲ့ချမ်းသာကြွယ်မှုကမြန်မာတိုင်းနိုင်ငံလုံးကိုတောင်းဝဲလို့ရတဲ့အခြေအနေနဲ့ချမ်းသာကြွယ်မှုတွေကိုပိုင်ဆိုင်ထားတယ်လို့ပြောရမှာပါ။ဒါကြောင့်မလို့စမိုင်းကကမ္ဘာကြီးအကြီးဆုံးဖက်ရှင်ပစ္စည်းတွေကိုကင်တွေတုံးဆွဲနေတဲ့လို့ဟိုနာဒီနာအပြင်းပြေသွားရင်တော့ကိုပိုင်လေးရင်နဲ့သွားပါတော့တယ်။ဒါပေမဲ့စမိုင်းတယောက်ဒီလောက်ချမ်းသာပေမဲ့ပရိုက်တာလုပ်တယ်မလို့ပဲပတ်ကြွားနေရကတော့သတိမကြီးတယောက်ကသူမပိုင်ဆိုင်တဲ့စီးစင်ဥစ္စာတွေကိုကြွားနေရနဲ့မတူတော့ပဲစိတ်ဒဇဝေဒနာရှင်တဲ့တူနေရလို့မှတ်ချက်ပေးကြပါတယ်။ ဒါအပြင်စမိုင်းကမြန်မာတိုင်းနိုင်ငံလုံးကိုဝယ်လို့ရအောင်ချမ်းသာကြွားနေပေမဲ့ဗားစီဝိုင်းမှလုံနေရကိုမတွေ့ရပါဘူးအထူးသဖြင့်စမိုင်းတို့မိသားစုမှာစီဝိုင်းပါတနာတွေလည်းရှိပုံမရပဲအခမ်းအနားပွဲတွေလည်းတက်စရာမရှိပဲအိမ်ထဲမှာပဲမိသားစုလှည့်ပတ်ပြီးတော့ဗီဒီယိုရိုက်ကကြွားပြနေပါတယ်ဒါကြောင့်စမိုင်းတို့ကချမ်းသာကြွားတဲ့တတိမကြီးဆိုပေမဲ့ဘယ်နိုင်ငံကမှမသွားနိုင် စီပွားရေးလုပ်ငန်းရှင်တွေရဲ့ပါတီပွဲတွေကိုလည်းမသွားနိုင်ပဲအမေရိကန်နိုင်ငံမှာလူရမဝင်ဖြစ်နေရကတော့တခြားလူတယောက်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုစောင့်ရှောက်ပေးနေရတဲ့ပုံစံနဲ့တူလာခဲ့ပါတယ်။ပြည်သက်တွေကရောစမိုင်းတယောက်ဘာကြောင့်များဒီလောက်ချမ်းသာနေလို့ထင်လဲဆိုတာပြောသွားခဲ့ပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။